ားလုံးပဲမင်္ဂလာပါရေဘော်အီဂျီချန်နယ်ကနေပြန်လဲကြိုဆိုပါရစေအဒီနေ့က share settlement 25ပေါ့နော်အဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးနှစ်ခုရှိတယ်ပထမတစ်ခုကတော့ economic magazine ကဖွင့်ချလိုက်တဲ့တရားဝဆွေးနွေးပွဲမှတ်တမ်းအဲ့ဒီမှတ်တမ်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီလက်ရှိမြန်မာအရေးမှာကျုပ်ရဲ့ဩဇာနှံ့မှုနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်မှုပေါ့နော်ဒါကိုကျွန်တော်ဆွေးနွေးသွားမယ်ဒုတိယတစ်ချက်ကတော့ အဲဘေးအွန်လိုင်းတို့ရဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ဒုတိယပူချုပ်ကြီးမြထွန်းဦးရဲ့မဲဆွယ်စီယုံပွဲလေးပေါ့နော်အရှက်တကွဲအကျိုးနဲ့ဖြစ်ရတဲ့မဲဆွယ်စီယုံပွဲလေးဒါလေးကိုလည်းကျွန်တော်ပြောဖို့ရှိပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ economic လို့ဘာကျော်မကင်းကြီးကနေတရုတ်နဲ့ဝတရုတ်နဲ့ဝတို့အကြောင်းမှာဆွေးနွေးခဲ့တဲ့အစည်းအဝေးမှတ်တမ်းတစ်ခုကိုဖွင့်ချလိုက်တဲ့အကြောင်းအရာဟာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရင်းစင်မြင့်တစ်ခုလုံးကိုပြပါအဖြစ်တုံ့နှုတ်စေတယ်ပေါ့နော် ဒီမတန်းကဒါကဘာကြီးတိပါတယ်နော်ကဘာကြီးပုံမှာအလုံးတိပါတယ်ဒီမတန်းကမြမအေးမှာတရုတ်နိုင်ငံကနော်တရုတ်နိုင်ငံကဘလို့မျိုးအင်အားပြင်းထန်တဲ့နိုင်ငံကြီးလက်နက်ပေါ့နော်နိုင်ငံကြီးလက်နက်ကိုထုတ်သုံးပြီးသူတို့အလို့ကြအတင်းကျပ်စီမံနေလဲဆိုတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်ပေါ့နော်အဲတော့2021အာနာသိမ်းမှုနောက်ပိုင်း၄နှစ်ကျော်လာတဲ့အခါမှာဒါမဂ္ဂဇင်းမှာပါတာပေါ့နော်၄နှစ်ကျော်လာတဲ့အခါမှာမြန်မာပြည်က ပြည်ရင်းစစ်ကြီးနဲ့ရင်ဆိုင်နေရတယ်တဲ့နော်အဲ့တော့တော်လိုင်းညီအစုတွေများပြားရှုပ်ထွေးပြီးတော့မှာရှင်မီတိုနောက်ဆုတ်အချိန်တွေရောက်နေတဲ့အချိန်မှာအနောက်အစုကလက်ဆောင်နေသေးဖြစ်တယ်တဲ့ဒါပေမဲ့မြန်မာနဲ့ကီလိုမီတာ2000ခန့်ထိစပ်နေတဲ့တရုတ်ကတော့အဲ့လိုမဟုတ်ဘူးတဲ့သူတို့ရဲ့ဘီလီယံနဲ့ချီတဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက်မြေရှားတပ်ထုထုတ်ယူရေးဘင်္ဂလားဘင်္ဂလားပင်လယ်ကောင်းကနေယူနန်ကိုပို့မဲ့တန်းငွေရင်းနှံပိုက်လိုင်းတွေရဲ့လုံခြုံရေးကိုအာမခံချက်ပေးနိုင်မဲ့ရလက်မျိုးစုံကိုပုံဖော်ဖို့ကြိုးပမ်းလာနေတာကို တွေ့ရတယ်တဲ့နော်အဲ့တော့ပေါကြားလာတဲ့တရုတ်နဲ့ဝဆွေးနွေးပွဲမှတ်တမ်းကတော့တဲ့မကြသေးခင်ကညာ economic လက်ထဲကိုရောက်လာတဲ့မှတ်တမ်းကတော့တဲ့တရုတ်တန်တမာနေနဲ့ဝတက်ဖွဲ့အကြဆွေးနွေးခဲ့တဲ့မှတ်တမ်းဖြစ်တယ်တဲ့ဝါတို့ကသူတို့ရဲ့မဟာမိတ်တွေကိုဝေငှရာကနေပေါကြားသွားခဲ့တာလို့ကျွမ်းကျင်သူဒါဂျေဆင်တာဝါကထောက်ပြထားတယ်အဲ့တော့မှတ်တမ်းပါအကြောင်းအရာတွေကအစစ်အမှန်ဖြစ်တယ်လို့လည်းကျွမ်းကျင်သူတွေကအတည်ပြုတယ်ပေါ့နော်အဲ့တော့ဒီမှတ်တမ်းဟာ တရုတ်ရဲ့အကြမ်းတမ်းဆုံးတန်ခင်းတမန်ကင်းကိုရှင်းရှင်းလင်းလင်းမြင်သားစေတယ်ဟုတ်တယ်ဗျာနော်ဒီမှတန်းကိုကျွန်တော်တို့ကြည်ချင်းအဖြစ်ဒေတာရင်းနိုင်ငံတွေမှာဒီလောက်အထိဝင်ရောက်ဆက်ဖက်တာကိုမတွေ့ရဘူးပေါ့နော်တရုတ်ကဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကိုတော့တရုတ်ကတော်တော်ကိုလူကားခွာပြီးအနိုင်ကျင့်နေဗျာနော်အဲ့တော့အဲ့မှတန်းရတိတ်ရှိချင်းရဖိအားပေးမှုနဲ့ MNDA ကိုအရေးယူတဲ့ကိစ္စအဲ့တော့ဒီစည်းဝေးကတစ်တုံညာနှစ်ခွန်စစ်စင်ရှမ်းမြောက်မှာတိုင်းဒေသတော်လိုင်းတပ်ဖွဲ့တွေအောင်ပွဲရနေတဲ့အချိန်စေအုစုက အင်အားချိနေပြီးတော့မှနယ်မြေအကြီးအကျယ်ဆုံးရှုံးနေတဲ့အချိန်ကာလကတော့2024ခုနှစ်ဩဂတ်စ်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးပါတဲ့နော်အဲ့တော့ဒီအချိန်လေးကြောင့်တရုတ်တွေကအထိတ်တလန့်ဖြစ်ခဲ့ရတယ်တဲ့နော်အကြီးအကျယ်မင်းအောင်လိုင်းဆစ်ရှုံးနေတဲ့အခါမှာတော်တော်လေးကိုတရုတ်ကဖြူကားပြားကဖြစ်သွားတယ်ပေါ့နော်သူတို့မျှော်မှန်းထားတဲ့အခြေအနေကိုကြော်လွန်သွားတယ်ပေါ့နော်အဲ့တော့ပေါက်ကြားလာတဲ့ခွက်တန်းတွေထဲမှာတရုတ်အထူးတန်တမာတိတ်ရှိခြင်းက ဒီဝါတက်ဖွဲ့ကို MNDA ကိုးကန်းနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရပ်တန့်ဖို့တရုတ်ကအဲ့မှာအမိန့်ပေးခဲ့တယ်။အတိအကျပေးခဲ့တာနော်။ကျွန်တော်တို့အရင်တော့သတင်းတွေမှာသလိုသလိုဟုတ်ဟုတ်သလိုလိုမဟုတ်သလိုလိုဒီလိုမျိုးတရုတ်ကပဲဖိအားပေးသလိုလိုမပေးသလိုဒီလိုကြားရတယ်ပေါ့နော်။ဒါအခုကတော့ကပအအထင်ကြီးမဂဇင်းကြီးကနေရထားတဲ့အစည်းအဝေးမှတ်တမ်းပေါ့နော်။အဲ့ရပ်တန့်ဖို့အမိန့်ပေးခဲ့တယ်တဲ့။အတူက MNDA ကိုဘယ်လိုပြောလဲသူကသူက two face တော့နော်။ အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တဲ့လူလို့ဆွတ်ဆွဲတယ်။အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တဲ့သူတွေပေါ့ဗျာဒီ MND ကိုအဲ့လိုဆွတ်ဆွဲတယ်။အဲ့တော့လာရှိုးကိုတင်ယူတာသူတို့ရဲ့ပုံစံကြီးကိုအနှောက်ယှက်ပေးတယ်တဲ့နော်အဲ့ဒါကြောင့်ね MND ကိုအပြစ်ပေးအရေးယူသွားမယ်ဆိုပြီးတော့မှဘဝနဲ့ဆွေးနွေးတဲ့ပွဲမှာအဲ့လိုပြောတယ်ဗျာနော်နောက်တစ်ခုပါထပ်ပြောလဲဆိုတော့ MND ကတဲ့အမေရိကန်နဲ့အနောက်အစုကထောက်ခံတဲ့ဒီမိုကရေစီလိုလားသူတွေနဲ့မဟာမိတ်ဖွဲ့ပြီးတော့မှတဲ့စစ်အုပ်စုကိုပြိုလဲအောင်ဥဆောင်နေတယ်တဲ့ဒါဟာတဲ့ အနောက်အုပ်စုပေါင်းပတ်သက်ဖို့နေရာပေးရရောက်တယ်တဲ့နော်အဲနောက်တစ်ခုသူကပြောသေးတယ်တော့တိုင်းပြည်ကိုမင်းမဲ့တိုင်းပြည်ဖြစ်အောင်လုပ်နေတယ်ဆိုပြီးတော့မှ MND ကိုတရုတ်ကတိတ်ရှိရှင်းကဆွဆွဲတယ်နော်အဲ့တော့အဲ့လိုအဲ့လိုမျိုးတွေလုပ်တဲ့အတွက်တိတ်ရှိရှင်းက MND ကိုဖြတ်ငါးဖြတ်ရေးပြီး internet လူဝင်ထွက်ကုန်စည်စစ်စစ်မှုဖြတ်တောက်တဲ့ပြစ်ဒဏ်ခတ်နေပြီလို့ပြောခဲ့တယ်ပေါ့เนาะအဲ့အဲ့အချိန်မှာအဲ့အချိန်မှာအဲ့ဩဂတ်စလာမှာအခုငါတို့ဖြတ်နေပြီเนาะ တော့ water ဘွဲ့ကိုလည်း main တို့ MND ကိုဆက်ကွေရင်ဒီလိုပဲအေးအေးယူခံရမယ်ဆိုပြီးတော့မှတတိပေးခဲ့ပါတယ်အဲ့အစီအဝေးမှတန်းဒါကကျွန်တော်တို့ဒီ the economic ကဘာကျော် magazine ကြီးကနေထုတ်ပြန်လိုက်တဲ့စောင်းပါပါเนาะအဲ့တော့တရုတ်ရဲ့ဖီအားအောင်မြင်လားမအောင်မြင်လားဆိုအောင်မြင်တယ်လို့ပြောရမှာပေါ့เนาะတင်းရှိချင်းရဲ့ပြောဆိုမှုအပြီးမှာပဲ MND ရေခေါင်းဆောင် veteran သူကတရုတ်ပြည်ရောက်နေတော့ထိမ့်သိမ်းခံရတယ်နောက်တစ်ခု MND ရဲ့စေုပ်စုနဲ့ ဂျန်ဖတ်ဆေးဆိုနဲ့အပြစ်ခံရစဲကြီးမှာလက်မှတ်ထိုးအဲ့မှာလက်မှတ်ထိုးတဲ့နောက်မှာတိတ်ရှိခြင်းပြန်ပေါ်လာတယ်နော်နောက်တစ်ခါ MND လာချိုးပါဝင်နေမိတချို့ပေါ့နော်အဆုတ်ပြီးခဲ့တယ်အခုတော့ MND ကသူ့ဟာသူသူတိမ့်ပိုက်ထားတဲ့နေမိဖွံ့ဖြိုးရေးကိုပဲအာယုံဆိုင်နေရတဲ့အနေထားပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့ waterfall ကလည်းတရုတ်ရဲ့လက်တုံပြန်မှာကိုကြောက်တယ်ကြောက်တဲ့အတွက်ကြောင့် MND ကိုပံပိုးမှာမဟုတ်ကြောင်းဆိုဆိုရှယ်မီဒီယာကနေကြီးညာခဲ့တာ၄ရှိတယ်နော်ခုနောက်ပိုင်းဆို TNL တို့ကတော့ပါလာတော့ဗောနော်ဒါကြောင့်တရုတ်ဟာ အဂျပ်ဖတ်စင်ဟိုစုရဲ့ရန်သူတွေဟိုတာမကအရင်ကသူနဲ့ဒါအရင်ကသူနဲ့ဒါနှီးစပ်မှုရှိခဲ့တယ်သူစောင့်ရှောက်ခဲ့တဲ့သူ့ရဲ့နေကြားဆောင်တက်တယ်နော်ဟိုပယ်ဆောက်ချိန်တို့နော်ကြားပြန် online scan ဂိုင်းတွေကိုအရေးယူဖို့ပြက်ကွက်မှုနဲ့ဒါအပြစ်ပေးအရေးယူခဲ့တဲ့အနေအထားလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ပြောရလို့ရှိရင်တရုတ်ကမင်းအောင်နိုင်ကိုလည်းအပြစ်ပေးအရေးယူသလို အဲသူ့နေဆက်မှာရှိနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းအပြစ်ပေးအရေးယူတဲ့ပုံစံမျိုးတွားတွေ့ရတော့အော်တော်တော်လေးတရုတ်ရဲ့လွှမ်းမိုးမှုပေါ့နော်လွှမ်းမိုးမှုကကျွန်တော်တို့တိုင်းပြည်ပေါ်မှာကြောက်စရာကောင်းတော့ဖြစ်လာတယ်ဆိုတော့တွားတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှတ်တမ်းတွေအရတရုတ်ရဲ့အတိတ်ကစိတ်ဝင်စားမှုကဘာလဲဆိုတော့မြန်မာနိုင်ငံမှာဘယ်သူကဘယ်နေရာမှာ ထိမ့်ချုပ်ထားတယ်ဆိုတာတဲ့သူတို့ရဲ့နေဆက်တည်ငြိမ်မှုသူ့ရဲ့ကုံသွယ်စည်းစိမ်မှု ဒါတွေရှင်းတန်နေဖို့လိုတယ်ဒါအတွက်ရှင်းလင်းနေတာပဲဖြစ်တယ်ဒါကိုတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်ပေါ့နော်အဲ့ဒီအတွက်သူကဒီမြန်မာပြည်မှာရှိနေတဲ့လက်နက်ကိုင်ဖွဲ့စည်းတော်တော်များများကိုလွှမ်းမိုးမှုရှိတယ်ချုပ်ကန်ထားတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့တိုင်းပြည်ကတရုတ်ကကစားကြံတိုင်းကစားနေတယ်ဘောလုံးတစ်လုံးဖြစ်နေတယ်ပေါ့နော်အဲ့တော့အခုတရုတ်ကသူ့ရဲ့စီမံကိန်းတွေအများကောင်းနဲ့ပေါ်ဖို့လုပ်နေတယ်နောက်သူ့ရဲ့လက်နက်ကိုင်တွေလည်းဒါဝင်ဖို့ပါ냐နော်ဟိုကောင်မင်းအောင်လိုက်နဲ့တိုင်ပြီးတော့မှလုပ်နေတာရှိတယ် ျွန်တော်လုံုံရေးတက်ဖွဲ့လို့လို့ဘာလို့လို့เนาะနောက်တစ်ခါသူ့ရဲ့နိုင်ငံသားတွေကိုကာကွယ်ပေးဖို့ပြောတယ်နောက်တစ်ခါမင်းရတော့ဒါလို့မင်းရတော့ဒါမလုပ်နဲ့ဆိုပြီးတော့ပြောင်းကြကြစုံမလာတာကိုတွေ့ရတယ်ပေါ့เนาะဒါဟာဘာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုဘလောက်ထိများမခံလေးစားလှုပ်လာလဲဆိုတာအထင်ရှားတွေ့မြင်လာရတာပဲဗျာเนาะအဲ့တော့ဒီစာရဒီစောင်းမအရာတုံးတက်ရရင်တရုတ်ဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရန်သူစစ်စစ်ဖြစ်နေပါတယ် တို့ကကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာကိုထိပါတယ်စုမှုချက်လဲတယ်ဒါတွေကတည်ကြနေပြီအဲ့တော့ဒါတွေဘာကြောင့်ဖြစ်လာလဲဆိုတော့အဓိကကတော့ဆက်အာဏာသိမ်းခြင်းရဲ့အကျိုးဆက်ပဲပြောနော်ကျွန်တော်တို့မေဆုလက်ထက်မှာတော့တရုတ်ကကျွန်တော်တို့တိုင်ပြီးမထီးရဲဘူးပြမထီးရဲဘူးနော်တဖြည်းဖြည်းနဲ့အသွားဖို့ရှိတယ်တဖြည်းဖြည်းနဲ့တရုတ်ကိုကျွန်တော်တို့တရုတ်ရဲ့လောင်းရိတ်ကနေလွတ်ဖို့ကျွန်တော်တို့စူးစမ်းဖို့ရှိတယ်စူးစမ်းနေစေကာလပေါ့နော်ကာလမှာမထင်မှတ်ပဲအခုတရုတ်ရဲ့လောင်းရိတ်အောက်ထဲပြန်ရောက်လာတာပဲ ဲ့လိုရောက်အောင်လဲနောက်ွယ်ကနေတရုတ်ကမင်းအောင်နိုင်ကိုပံ့ပိုးပေးနေတာပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ကဒီမိုကရေစီစစ်စစ်တိုင်းပြည်ဖြစ်လို့မရဘူး။ဒီမိုကရေစီစစ်စစ်တိုင်းပြည်ဖြစ်သွားပြီဆိုလို့ရှိရင်တရုတ်ဟာကျွန်တော်တို့တိုင်းပြည်ထဲမှာရှိနေတဲ့အဖိုးတန်တင်ရဇာတာတွေကိုအနိုင်ကျင့်ပြီးတော့မှယူချင်တိုင်းယူလို့မရတော့ဘူး။အဲ့တော့အာနာရှင်တပိုင်းဒီမိုကရေစီတပိုင်းပေါ့နော်ဒီဟန်ပြဒီမိုကရေစီပေါ့အဲ့ဒီလိုမျိုးအုပ်ချုပ်ရေးစနစ်မျိုးတိုင်းပြည်ထဲမှာထားဖို့အတွက်တရုတ်က ဒီကနေ့အာနာသိမ့်ဖို့အတွက်နောက်ကနေမြောက်ပေးတယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်တယ်မြောက်နောက်ကနေပြီးတော့မှမြောက်ပေးတယ်လည်းရှိတယ်ပံပိုးပေးတယ်လည်းရှိတယ်အခုလည်းပေါ်တင်မယ်ကျွန်တော်တို့တော်လန်ကြီးကိုတော်လန်ကြီးတက်ဖွဲ့တွေကိုတိုက်ဖို့အတွက်နောက်ကိုရနေတောက်လျှောက်ပံပိုးပေးနေတာပဲကျွန်တော်တို့သိတာပဲเนาะအဲ့တော့အာနာသိမ့်ဖို့အတွက်တရုတ်ကမီးစိမ်းပြလိုက်တဲ့အချိန်မှာမရောက်နိုင်တော့အာနာသိမ့်နေဒါပေမဲ့မဖြစ်လဲဆိုတော့တိုင်းပြည်ကိုမရောက်နိုင်အောင်ကောင်းကောင်းမထိန်နိုင်ကောင်းကောင်းမထိန်နိုင်ဘူးတရုတ်ကသူ့လိုချင်တဲ့အခြေအနေမျိုးရောက်မလာဘူးမင်းအောင်နိုင်ကိုအာနာသိမ်းခိုင်းလိုက်ပေမဲ့ နေဆက် online scan တွေကတော်တော်လေးအချိန်တွေတော်တော်ဆိုးလာတယ်။တိုက်ပြရမတီးမငိမ့်နဲ့သူသူ့ရဲ့ဒီကုံသွေးလမ်းကြောင်းပုံသွေးလမ်းကြောင်းလည်းအချိန်တွေတော်တော်ဆိုးလာတယ်။အဲ့တော့အဲ့လိုမျိုးတွေဖြစ်လာတဲ့အချိန်မှာမင်း online ကိုသူအပြစ်ပြန်ပေးရတယ်။ပြန်ပေးရတယ်ဆိုတာကဘာလဲ။တစ်တုံညာနှစ်ခွန်းစစ်စင်ရင်လည်းအပြစ်ပြန်ပေးရတယ်။အဲ့တော့အပြစ်ပေးတဲ့အချိန်မှာအပြစ်ပေးတဲ့လူကလည်းအစကောင်ပြစ်ပေးချလိုက်တာအဲ့တော့ပြန်ပြီးတော့မှသူ့လူသူပြန်ပြီးတော့မှ break over တဲ့အနေထားပေါ့တရုတ်ကအဲ့လိုမျိုးကျွန်တော်တို့တိုင်ပြီးကိုကစားကျင်နေကစားတာပေါ့နော် အဓိကတော့တစ်တုံညာနှစ်ကုန်ကတော့ပထမတော့ပေါ်လာစရာအကြောင်းမရှိဘူးကြာဘာဖြစ်လို့လဲဆိုတော့မင်းအွန်လိုင်းကကောင်းကောင်းမထိန်ချုပ်နိုင်ဘူးကောင်းကောင်းမထိန်ချုပ်နိုင်ဘူးကောင်းကောင်းလဲတိုင်းပြည်ကိုသူတည်ငြိမ်အောင်မလုပ်နိုင်ဘူးတရုတ်ထင်တယ်လို့မဟုတ်ဘူးတရုတ်ထင်တဲ့ဟိုတန်းရွှေလိုကောင်းဆောင်မျိုးမဟုတ်ဘူးမဟုတ်တဲ့အတွက်ကြောင့်မလို့အခုတရုတ်ကလည်းဒီကောင်းကိုရှေ့တိုးနောက်ဆုတ်ကစားနေရတဲ့သဘောပေါ့နော်အဲဒါကြောင့်လဲတစ်တုံညာနှစ်ကုန်ပေါ်လာရတာပဲဒါပေမဲ့တရုတ်ကယူဆချက်ကဘာလဲဆိုတော့မင်းအွန်လိုင်းကိုသူလက်လွတ်လို့မရဘူးဆိုတာပဲမင်းအွန်လိုင်းကိုလက်လွတ်ပြီးတော့ မဲအောင်လိုင်းကိုလက်လွတ်လိုက်ပြီးတော့မှဒီမိုကရေစီစစ်စစ်နိုင်ငံဖြစ်သွားပြီဆိုလို့ရှိရင်တော့ခုနကကျွန်တော်ပြောသလိုပဲကျွန်တော်တို့တိုင်းပြည်ကိုကြေုပ်ကကစားခြင်းနိုင်ငံစားလို့မရတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းကျွန်တော်တို့ဒေါ်လာရေးတက်ဖွဲ့တွေကလည်းမဲအောင်လိုင်းကိုဖယ်ရှားပြီးတော့မှတရုတ်ရဲ့အင်အားချိန်ခွင်ရှာကိုကျွန်တော်တို့ပြန်ညှိဖို့လိုတယ်အဲ့ကြောင့်ပြည်သူတွေအနေနဲ့ကိုယ်တိုင်းပြည်ကိုဒီလိုမျိုးကြီးကြော်စော်ကားနေတာကိုကျွန်တော်တို့ငြိမ်ခံလို့မရပါဘူးเนาะတက်နိုင်တဲ့ဘက်ကလည်းကျွန်တော်တို့ဒေါ်လာရေးကိုဝန်ရထောက်ခံအားပေးဖို့လိုပါတယ်ကျွန်တော်တို့ဒေါ်လာရေးကမဲအောင်လိုင်းကိုတော်လန်နေတာတဲ့ပူပြီးနှနေပါတယ် ပို့ပြီးတော့လဲနှက်ဆိုင်ပါတယ်ပို့ပြီးတော့လဲကျေပြန့်ပါတယ်ကျွန်တော်တို့ကတပြိုင်နက်တည်းအိန္ဒိယနိုင်ငံတွေရဲ့ဝင်ရောက်ဆက်ဖက်မှုကိုတော်လှန်နေရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်အလူလေးသိဖို့လိုပါတယ်မြတ်တို့ပို့ပေါ့လေးမတွေးပါနဲ့နော်မြတ်တို့ပြောမနေနဲ့နော်ကြည်လွတ်မြင်မှာနေပြီးတော့မှအပျော်ရှာမနေကြနဲ့နော်တဖြည်းဖြည်းနဲ့ကို့တိုင်းပြည်ဟာတိုင်းတစ်ပါးရဲ့ဂျုံဖြစ်နေပြီဆိုတော့ခင်ဗျားတို့အခုချိန်ကြီးမခံစားမိသေးဘူးလားမသိဘူးနော်အဲ့တော့လက်ရှိတော်လိုင်းအဖွဲ့အနေနဲ့တရုတ်ကိုဘယ်လိုကစားမလဲဆိုတာကတော့ဒါအင်မတန်မှအရေးကြီးပြီးတော့မှ တတိထားမဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့တရုတ်ဟာသူ့ရဲ့အကျိုးစီးပွားအတွက်ဘသူကိုမဆိုဖိအားပေးပြီးတော့မှချုပ်ကင်နိုင်နေဆိုတာကလုံးဝပေါ်လွင်သွားပြီအဲ့တော့ဒီနေရာမှာကျွန်တော်အကြံပေးချင်တာကပြက်ပြက်သားသားပေါ့နော်စစ်မှန်တဲ့သဘောထားတစ်ခုချမှတ်ပါဟုတ်ပါဗျာတရုတ်ရဲ့အကျိုးစီးပွားကိုကျွန်တော်တို့အတိမတ်ပြူတယ်ဒါမှမဟုတ်အတိမတ်မပြူဘူးပုံဝင်နေနေပြောအတိမတ်မပြူဘူးငါတို့တော့မကာကွယ်နိုင်ဘူးမင်းတို့ငါတို့ချချင်ချမချချင်မချဘူးသဘောအရမ်းလို့ပါတယ်သို့တော့ ါတို့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါမှုကိုတော့လုံးဝလက်ခံမှာမဟုတ်ဘူးဆိုရင်တင်းပါတဲ့သဘောထားကိုကျွန်တော်တို့ပြကိုပြရပါတယ်။ဥပမာမင်းတို့ရဲ့အချုပ်စည်းဝါးတွေကိုငါတို့အတိမတ်ပြတယ်အကာအကွယ်ပေးမယ်။ဒါပေမဲ့ငါတို့ရဲ့အချုပ်အခြာအာဏာကိုတော့မင်းတို့မထိပါနဲ့။ငါတို့လုံးဝလက်ခံမှာမဟုတ်ဘူး။အဲဒီလိုသဘောထားမျိုးပေါ့။အနောက်တစ်ခါပါလဲဆိုတော့မင်းတို့အချုပ်စည်းဝါးတွေငါတို့အတိမတ်မပြဘူးမင်းမင်းအွန်လိုင်းနဲ့လုပ်ထားတာအတိမတ်မပြနိုင်ဘူး။ငါတို့မကာကွယ်ပေးနိုင်ဘူး။အဲ့တော့ငါတို့ရဲ့မြန်မာအချုပ်အခြာအာဏာကိုမင်းလာမထိနဲ့။ဒီလိုမျိုးတင်းပါတဲ့သဘောထားနှစ်ခုကတော့ခဏထုတ်ဖို့ထုတ်ပြန် ဘလို့ထုတ်ပြန်တင်ကျင်းလဲဒါကတော့ကစားတဲ့သူတွေကမှမူတည်မှာပဲเนาะနောက်တစ်ခုစီးလုံးမှုအားကောင်းပါတရုတ်က MNDAA ကိုဖိအားပေးတဲ့လူမျိုး TNLA ကိုဖိအားပေးတဲ့လူမျိုးတပွဲချင်းစီကို ပြင်ပထားပြီးခွဲခြားဖို့စူးစမ်းပါလိမ့်မယ်ထပ်စူးစမ်းပါလိမ့်မယ်အခုကချင်ကိုစူးစမ်းပါလိမ့်မယ်ရခိုင်ကိုစူးစမ်းပါလိမ့်မယ်ဒါကြောင့်တော်လိုင်းမှာမိတ်အဖွဲ့တွေနေနဲ့အချင်းချင်းပို့ပြီးခိုင်မာစွာညီညွတ်နေဖို့ကအဓိကအကာအကွယ်ဖြစ်တယ်ဆိုတော့သဘောပေါက်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင်တရုတ်ရဲ့ဂျာဝင်စစ်ဆက်ပေးမှုနဲ့ ် MND နဲ့ DNL လေးမဖတ်ပါရှမ်းမြောက်ဘက်မှာတိုက်ပွဲတွေညင်သွားပြီညင်သွားတဲ့အတွက်ကြောင့်မို့လို့အလဲပိုင်းဟိုတော့ဟာထိုးစစ်တွေရှိလာနိုင်တယ်ဆိုပြီးတော့မှဘလို့ဖြစ်ကုန်လဲဆိုတော့ရခိုင်ကမပူးပေါင်းနေတဲ့အဖွဲတွေတကွဲတပြားစီဖြစ်နေတဲ့အဖွဲတွေကအခုတဖြည်းဖြည်းနဲ့တပေါင်းစုပုံစံမျိုးဖြစ်လာတယ်ပေါ့နော်ဒါအားရစရာကောင်းတယ်အခုမိုးကုန်းမှာသွားစုကြတယ်တချို့တချို့ဆိုအလဲပိုင်းမှာစုနေကြပြီအဲ့တော့ဒါကကျွန်တော်တို့ကရေတို့မဖြစ်ဖို့လိုတယ်ရေတို့ဒီအောင်ကျွန်တော်တို့ရေရှည်သွားဖို့အတွက်တပေါင်းစုကြီးတစ်ခု ်ဤပြင်ပေါ်ဖို့အတွက်အခြေခံအုတ်မြစ်ချထားနိုင်ဖို့အရန်ရေးကြည့်ပါတယ်ဒါကျွန်တော်တို့အတွက်အခြေအနေကပေးလာတဲ့အခွင့်အရေးကောင်းတစ်ခုလို့တော့ကျွန်တော်ကဒီနေရာမှာမြင်တယ်အဲ့ဒီအခွင့်အရေးကောင်းကိုတော်လိုင်းကြီးကောင်းဆောင်နေအနေနဲ့ကောင်းကောင်းအသုံးချနိုင်ပါစေလို့ကျွန်တော်ဆုတောင်းတယ်ကျွန်တော်ပြန်ပြီးတော့မှတကွဲတပြားစီဖြစ်သွားမှဆိုရင်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဗီဒီယိုဖိုင်တစ်ဖိုင်တွေ့ပါတယ်ဒါတော့အောက်ချိန်မှာဖြစ်တာပေါ့ဗျာ PL နဲ့ပါပါနဲ့ဖြစ်တဲ့ပြဿနာเนาะရွာတရွာမှာပါပါကောင်းဆောင်ကိုဖမ်းနေလို့ဘာလို့ပေါ့เนาะတိကိစ္ဆာလို့တော့ပြောတယ်အတိအကျတော့မသိသေးဘူးအဲ့တော့ မဖြစ်ကြပါနဲ့နော်မဖြစ်ကြပါနဲ့ဒီအခုကျွန်တော်တို့စီလုံးမှုကိုရေတို့မဖြစ်ဖဲနဲ့ရေရှိကျွန်တော်တို့ထိန်းသွားနိုင်အောင်ကြိုးစားဖို့လိုအပ်ပါတယ်ဒါမှသာတရုတ်ရဲ့တဖွဲ့ချင်းစီခွဲပြီးကစားဖို့ကြိုးစားနေတဲ့ဟာကိုကျွန်တော်တို့ကာဝယ်နိုင်မှာဖြစ်တယ်နောက်တစ်ခုကတော့နိုင်ငံတကာဆက်ဆံရေးကိုကျွန်တော်တို့ချက်ထွင်ဖို့လိုတယ်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုတံပြန်နိုင်ဖို့အခြားအင်အားကြီးနိုင်ငံတွေအခုကျွန်တော်တို့ချင်းကပ်နေတဲ့အနောက်အုပ်စုအိန္ဒိယဂျပန်အာဆီယံစသဖြင့်ပေါ့နော်ဆက်ဆံရေးပို့ပြီးတော့ခိုင်မအောင်ကျွန်တော်တို့တည်ဆောက်ဖို့လိုအပ်ပါတယ် ဥရောပအမေရိကန်ထောက်ခံမှုကိုကျွန်တော်တို့ယူနေတယ်လို့တရုတ်ကဘယ်လိုပဲဆွဆွဲဆွဆွဲကျွန်တော်တို့ကြောက်မနေပဲနဲ့ပြည်သူစံသားနဲ့အညီဒီမိုကရေစီကိုထောက်ခံသူတွေအားလုံးနဲ့ငါတို့ပူးပေါင်းရမယ်ဆိုတဲ့ပြတ်သားတဲ့တုံ့ပြန်ညာရှိရပါဘူး။ဒါအဲ့လိုဆိုလို့ရှိရင်တရုတ်ကကူညီမှာပေါ့လို့ပါအဲ့ဒါခင်ဗျားတို့ကြောက်စရာမလိုမဟုတ်လဲကူညီနေမှာပဲ။ဒါပေမဲ့တိကျပူပြီးဘာမှလုပ်လို့မရဘူး။ကျွန်တော်တို့ကြောက်နေလို့မရဘူး။ရုရှားတော်မှစီးရီးယားကိုထောက်ခံပေးနေတာနောက်ဆုံးပါဖြစ်သွားတယ်။ထွက်ပြေးရတာပဲ။အာဆက်ထွက်ပြေးရတာပဲ။ရုရှားလိုနိုင်ငံတော်မှခင်ဗျားမထောက်ပံ့နိုင်ဘူး။ တကယ်ပြည်သူညီရင်เนาะလုံးလုံးမရအောင်တရုတ်ဘာကောင်မို့လို့လဲအဲ့ဒါတစ်ခုပေါ့เนาะနောက်တစ်ခုကတော့အပေါ်အားနဲ့စန့်ကျင်ဘက်เนาะမင်းတို့ရဲ့အကျိုးစီးပွားကိုအတိမမပြူခြင်းဆိုတဲ့ဟာနဲ့စန့်ကျင်ဘက်ဒါပါလဲဆိုတော့တရုတ်ရဲ့ pipeline နဲ့စီမံကိန်းတွေကိုလုံခြုံရေးအတွက်ငါတို့ကအကြံဖတ်ဆုစုတက်ပို့ပြီးစိတ်ချရတဲ့ရေရှည်တည်တတ်နဲ့เนาะအစိုးရတရက်ကိုငါတို့ဒေါ်လာရေးအဖွဲ့တွေကပေးနိုင်နေဆိုတဲ့ message မျိုးအဲ့ကောင်ရှင်ရောက်အောင်ပို့အောင် မင်းတို့အဲ့မင်းရဲ့စီးပွားရေးတွေအတွက်နော်မင်းရဲ့စီမံကိန်းတွေအတွက် လုံခြုံရေးကိုမင်းအောင်နိုင်ကရေရှည်တည်တံ့တဲ့အစိုးရတရားနေနဲ့မပေးနိုင်ဘူးဒီလိုမျိုး message ရအောင်ကျွန်တော်တို့ပို့နိုင်အောင်ကြိုးစားရမယ်ပေါ့နော်အဲ့တော့တော်တော် အရေးကြီးလာတဲ့အနေအထားတော့တွတ်ရတယ်နော်အဲ့တော့ကျွန်တော်တို့ကမင်းအောင်နိုင်ကိုတော်လန်နေတာထပ်ပို့ပြီးကျပြတ်နေဆိုတာကိုတွေးထားဖို့လိုအပ်တယ်ဆိုတော့မြင်လို့ပေါ့နော် economic data magazine ကြီးမှာတော့ဒီလိုပါလာတယ်ဆိုတော့နော် အဲ့တော့ကျွန်တော်တို့အနေနဲ့သတိဝိရိယရှိရှိစီလုံးညီညွတ်စာနဲ့ကိုယ်တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ကြဖို့လိုအပ်ပါတယ်ဆိုတော့ပြောချင်ပါတယ်เนาะအဲ့တော့မင်းအောင်နိုင်တဲ့ကြံ့ခိုင်တူအုပ်စုကတော့သူတို့တောက်လျှောက်ထာဝရအာဏာရရှိရေးအတွက်နေမြင့်စင်းစီယုံကြီးတွေလုံနေလေးရဲ့ပေါ့เนาะအဲ့တော့စီယုံကြီးတွေကလည်းတော်တော်အောင်မြင်ပါတယ်เนาะလူတွေကိုခမကြိတ်ကြိတ်တူးရဲ့ကြိတ်ကြိတ်တူးရဲ့เนาะအများကြီးပဲကျွန်တော်အံ့အောင်အံ့အောင်ရတယ်လူတွေကိုဟာအများကြီးပါပဲလားဆိုတော့เนาะအဲ့တော့ဒီကောင်နေစီယုံကြီးဆင်းနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကြည့်ကြည့်အောင်နော်မိဘပြည်သူများရှင်ကျမတို့ brand media ကိုရောက်ရှိနေနေရလေးရတော့ပြင်းဦးနေမျိုးကဟိုဘိုးရီကြေးရွာကိုရောက်ရှိနေပါတယ်ဒီကြေးရွာလေးမှာကျမတို့ရိုက်ကူးရလာလောက်တာဖြစ်ပါတယ်ရှင်ဒီနေ့ရိုက်ကူးရေးလေးရတော့ပြည်သူ့ချက်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီကပြည်သူ့တော်ကိုယ်စားလှယ်လောင်းတွေဟိုဘိုးရီကြေးရွာမှာမိဘပြည်သူများနဲ့လာရောက်ပြီးတော့မိတ်ဆက်တာဖြစ်ပါတယ်ရှင်ဒီ season လေးကိုကျမတို့ media အနေနဲ့လာရောက်ပြီးတော့လေ့လာရိုက်ကူးဖြစ်ပါတယ်ဒါကြောင့်မိဘပြည်သူများအနေနဲ့လည်းဒီ season လေးကိုကြည့်ရှုပြီးတော့ ိုစရဲလောင်းနေဘလိုမျိုးမဲဆွဲလဲရမီရဖိုင်နဲ့ဘလိုတွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့လုံဆောင်ချက်လေးတွေကိုကျွန်မအောင်နဲ့အတူတူလေ့လာလိုက်ကြအောင်ရှင်ရမီရဖအနေနဲ့ရောက်ရှိလာတဲ့ပြည်သူတို့ကနေပြီးတော့ဘောနော်မြေကိစ္စနဲ့ပတ်သက်ပြီးသူအမှုရင်ဆိုင်ရတဲ့အခြေအနေတခုကိုတင်ပြတဲ့အခါမှာဦးမြထွန်းကနေပြီးတော့ဥပဒေရေးရာကိစ္စတွေနဲ့မြေယာလုပ်ငန်းစဉ်ဥပဒေရေးရာအကြောင်းတရားလေးတွေကိုရှင်းပြပေးနေတာဖြစ်ပါတယ်ရှင်။ကဲဒီလောက်ပါပဲဖူဂျူလေးကတော့နော်အများကြီးတော့နောက်နောက်ပိုင်းမှာတော့ရှိတယ်အဲ့အဲ့အဲ့ဒူတွေကလက်ကုတ်တွေပါတီးတာပေါ့ဗျာနော် ဲ့တော့ဒီနေ့ဒီကောင်နေအဲ့လိုဝဲဆွဲစည်းရုံးမှုတွားနေတဲ့အဖြစ်အပျက်ကိုတေချာစဉ်းစားကြည့်ရင်အာနာရှင်တွေရဲ့မျက်နှာကိုပြည်သူတွေကပားရိုက်လိုက်တယ်လို့ပဲနော်လဝါနဲ့တီးထုတ်လိုက်တယ်လို့အဲ့လိုပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ပွဲလူမမရှိတာလူမရှိတဲ့ပွဲတွေပြောမှာလူလေးနှစ်ယောက်နဲ့တစ်ပိုင်းနဲ့နော်အဲ့မှာမဲဆွဲနေတဲ့ကောင်ကဘလို့ကောင်မျိုးလဲဆိုတော့ဒုတိယဗိုလ်ချုပ်ကြီးမြာထုံးဦးပြနော် ော်မြားတုံးဆိုတာကစစ်တပ်မှာအဆင့်မြင့်တဲ့ကောင်နော်အဆင့်မြင့်အရာရှိကြီးနော်လက်ရှိလေဆက်သွယ်ရေးဝန်ကြီးယူထားတဲ့ရာထူးကိုယူထားတဲ့သူနိုင်ငံရေးပါတီတခုရဲ့မဲဆွယ်စည်းရုံးကြီးကိုကိုတိုင်ဦးဆောင်နေတဲ့သူ OBN ဟောစရာကောင်းတာကဒီလှူရှားမှုကိုအကြမ်းဖက်စစ်တပ်အခြေဆိုင်တဲ့ပြင်ဦးလင်မြို့လိုနေရာမျိုးမှာလုပ်နေတာတော့မှပဲပါဝင်တဲ့လူဦးရေကခမရကျွန်တော်ထင်တယ်ပြ90တောင်ကျွန်တော်မပြည့်တော့ဘူးဟမ် အဲ့20အဲ့လောက်ပါဝင်ကြင်ပဲရှိမယ်เนาะเนาะအဲ့လောက်ပဲရှိတယ်ဆိုတော့ဒါကနိုင်ငံကြီးကတကယ်ရှက်စရာအကောင်းဆုံးအခြေအနေပဲသူတို့ဘယ်လောက်ထိလူလူကဆက်ဆုပ်ရုံရှာနေတယ်လဲဆိုတာเนาะအဲ့တော့ပြောရရင်ဒီပမာဏကလမ်းဘေးကဟိုအသေးအဖွဲကိစ္စလေးတခုပေါ့ကျွန်တော်မျက်လှည့်ပွဲလို့လို့เนาะဘာလို့လို့ပေါ့เนาะနောက်ဆုံးဟိုပြောရလို့ရှင်ခွေးနှကောင်ကြိုက်တဲ့ပွဲလောက်တော့လူမစီဘူးလို့ အဲပြောရမယ့်ပုံစံမျိုးပဲเนาะအဲ့လိုပြောရမယ့်ပုံစံပွေးနှကောင်ကိုက်နေတော့ပွဲလှလို့ရှင်လူတွေကအများကြီးဝိုင်းကြည့်နေအောင်ပါဟဟလာဒီလိုလူမရှိသူမရှိပွဲကိုမရှက်မကြောက်သူတို့ခင်ဗျာဇွတ်လုံနေရတယ်သူတို့ရဲ့ဘဝအခြေအနေဟာပြည်သူထောက်ခံမှုဘယ်လောက်ထိပြတ်သုံးနေပြီလဲဆိုတာကိုပြသနေရတယ်ဒါကိုကျွန်တော်ပြောချင်တာဒီလိုရုပ်ပြက်စင်းပြက်နိုင်တဲ့အခြေအနေကိုပဲကျွန်တော်တို့ကဆက်ထိန်းထားဖို့လိုအပ်တယ်ကျွန်တော်ပြည်သူတွေထိန်းထားဖို့လိုတယ်ကျွန်တော်အားရတယ်ဗျာနော် ါတည်သူရဲ့အင်အားကိုငြိမ်းချမ်းစွာပြသနေတော့မင်းတို့ကမင်းတို့မဲဆွယ်လာဘူးကွာနော်ဒါမျိုးပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီကိစ္စကိုတာဝန်ယူမှုရှုထောင့်ကနေကြည့်ကြည့်အောင်တရားမျှတမှုတော့မှာကျွန်တော်တည်ငြိမ်တဲ့ဒီမိုကရေစီနိုင်ငံတစ်ခုမှာနိုင်ငံသားတစ်ယောက်အနေနဲ့မဲပေးခြင်းဟာနိုင်ငံပေါ်တာဝန်ချေမှုတစ်ခုဖြစ်တယ်အခုကောင်းဆောင်ကိုယ်တိုင်ရွေးချယ်ရတဲ့အခွင့်အရေးကိုအသုံးချတာဒါပေမဲ့အခုလိုမျိုးစစ်အာဏာရှင်တွေကတရားမဝင်အာဏာကိုဆက်ပြီးတော့မှအသက်ဆုံးရှိဖို့အတွက် ထောင်ချောက်ဆင်ထားတဲ့အတူရောင်ရွေးကောက်ပွဲမှာတော့ကျွန်တော်တို့ရဲ့တာဝန်ကခုနအပေါ်မှာပြောခဲ့တဲ့ကိစ္စနဲ့ပြောင်းပြန်ဖြစ်သွားပြီအဲ့တော့မဲမပေးခြင်းကကျွန်တော်တို့နိုင်ငံကိုကာကွယ်စောင့်ရှောက်တဲ့အခွင့်အရေးတရက်နဲ့တာဝန်ဖြစ်တယ်ဆိုတာပြောချင်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့မဲတပြားကသူတို့ရဲ့အကြမ်းဖက်ဆဲအုပ်စုကိုတရားဝင်စီဖို့နိုင်ငံတကာကိုမျက်လက်ပြပြီးအတုံးချခံသွားဖို့မဟုတ်ဘူးဒါကြောင့်မဲမပေးဘဲနေခြင်းကသူတို့ရဲ့အာဏာဆက်လက်တည်နေရေးအစီအစဉ်ကိုတိုက်ရိုက်ပိတ်ဆို့ဖျက်ဆီးလိုက်ခြင်းပဲဖြစ်တယ် ဒါဟာလက်နက်မပါပဲပြည်သူတွေရဲ့ခိုင်မာတဲ့ဆန္ဒကိုကဘာကိုပြသနိုင်တဲ့အခွင့်အရေးဆိုတာကျွန်တော်ရှေ့ရှေ့ဗီဒီယိုတွေမှာလည်းကျွန်တော်ပြောခဲ့ပြီးပါပြီ။ဒါကျွန်တော်ဒီပွဲကိုကြည့်ပြီးတော့မှတော်တော်အားရတယ်။လူဘိုးမရှိတာ။လူဘိုးမရှိတာနော်။အကျန်တဲ့နေရာတွေလည်းဒီလိုပါပဲ။ငမြောက်ငချောက်နေဒီလိုပဲမဲဆိုရတာသူ့လူနဲ့သူ့ပဲပေါ့ဗျာနော်။အဲ့တော့ဒီလိုမျိုးပေါ့ရွေးကောက်ပွဲလမ်းစဉ်ကိုတွားပြီးတော့မှထွက်ပေါက်ရဖို့လုပ်ခဲ့တာကအခုမှမဟုတ်ပါဘူး။တန်းရွှေခေတ္တမှာလည်းလုပ်ခဲ့တာပဲနော်။ ဒီလမ်းစဉ်တွေကကမ္ဘာသမိုင်းကိုပြန်ကြည့်လို့ရှိရင်လေအာနာရှင်နိုင်ငံတော်တော်များများဟာသူတို့ရဲ့လောက်ခံနိုင်ငံတွေဟန်ပြရွေးကောက်ပွဲကျင်းပတယ်ပြီးရင်အာနာကိုနှိရှေလာများဇတိုက်ကင်ဆွဲဖို့အတွက်ကြိုးစားတယ်ဒါကိုကျွန်တော်တို့တိုင်းပြည်တော်တော်များများမှာတွေ့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီလိုဟန်ပြရွေးကောက်ပွဲကနေအာနာရှင်တွေကိုဒီမိုကရေစီဟန်ဆောင်ွင့်ပေးပြီးတော့မှနိုင်ငံတကာရဲ့ဖိအားကိုလျှော့ချဖို့အသုံးချတဲ့နည်းလမ်းတွေကျွန်တော်တို့ဖွင့်ပြပေးလို့မရအောင်ဒီကောင်းကြီးကအခုအဲ့လိုကစားပွဲနဲ့နိုင်ငံကြီးကစားပွဲတစ်ခုထွက်လာတာပေါ့နော်အဲ့တော့မရောက်နိုင်လို့စစ်တပ်ကလည်း အခုကမ္ဘာပေါ်မှာအဲ့လိုဒီမိုကရေစီဟန်ဆောင်တဲ့အာဏာရှင်နိုင်ငံတွေရဲ့လမ်းစဉ်အတိုင်းပဲအာဏာကိုတရားမဝင်ဆက်ပြီးတော့မှကန်ဆွဲထားနေတာကိုပြည်သူတွေသိထားဖို့လိုပါတယ်။ကန်ဆွဲဖို့ကြိုးစားနေတယ်ဆိုတာကိုလည်းကျွန်တော်တို့ပြည်သူတွေသိထားဖို့လိုပါတယ်။ဒါပေမဲ့ပိုဆိုးတာကဒီကနေ့မင်းအောင်လိုင်တို့လုပ်နေတဲ့ပုံစံကတခြားနိုင်ငံတွေတက်တော့ပို့ပြီးတော့မှရုပ်ပြက်ဆင်ပြက်နိုင်နေတာပါ။အဲ့တော့ပြင်ဦးနိုင်ကလူနည်းနည်းလေးနဲ့လုပ်ရတဲ့ပွဲမျိုးလူလူထောက်ခံမှုလုံးဝမရှိတဲ့အဖြစ်ပြက်တွေဟာသူတို့ရဲ့လက်ရှိ စီမံကိန်းတွေဘယ်လောက်ထိပုံပဲ့နေပြီလဲဆိုတော့ရှင်းရှင်းလင်းလင်းမြင်ရပါတယ်เนาะအဲ့တော့ဒီလိုအခြေအနေမျိုးမှာပြည်သူတွေမဲမထည့်ပဲငင်းဆန်ပြစ်လိုက်ဖို့ကပို့ပြီးတော့မှတေချာနေပါပြီတေချာနေပါပြီလုံးဝမပေးပါနဲ့เนาะအဲ့တော့အဓိကတိုက်တွန်းချင်တာကတော့ဒီလိုလက်နက်မဲ့တိုက်ပွဲကိုအချိန်နှင့်တင်ကြဖို့စက်ထိန်ထားဖို့လိုအပ်တယ်ဆိုတော့ပြောချင်ပါတယ်အဲ့တော့ရွေးကောက်ပွဲနေ့မှာလည်းမဲယုံတွေကိုเนาะ၆ကပ်ပြီးတော့မှတိတ်စိတ်၆ကပ်ပြီးတော့မှလူသူမဲ့စီချင်းဖြင့်သူတို့ရဲ့အတူအောင်စီမံကိန်းကို ကျွန်တော်တို့ဖြည့်ဆည်းလိုက်ပါဒါမှသာကဘာကလည်းမြန်မာပြည်သူတွေရဲ့ခိုင်မာတဲ့ငင်းဆန်မှုကိုအတီလင်းသိရှိသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မဲမပေးပဲနေခြင်းဖြင့်ကျွန်တော်တို့တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ပါစို့လို့ပြောရင်ဒီနေ့အစီအစဉ်ကိုဒီကုန်းချုပ်ပါတယ်နောက်ပြီးတော့မှပြန်ဆောင်ကြတာပေါ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်